ားလုံးပဲမင်္ဂလာပါခင်ဗျာ ေတင်စာပေးချင်တဲ့ဇလန်းလေးကတော့လက္ခဏာကွီဆိုတဲ့ဇာကားလေးပဲဖြစ်ပါတယ်ဇလန်းစာအရမှုတိုင်းသမားရိုးရိုးတယောက်တိုင်းသမားပဲမယ်အရတောက်ဆရာမရှိလို့အရလာတောင်းတော့တာဆိုင်းရှင်ကလည်းမဖြစ်ဂျွာလူမိုက်ရီစီကလူတောက်တော့လေသူ့အထတီလို့သူလည်းမမှုသေးတာနဲ့ခံနေရတော့ဒါသမားတောက်တော့ရောက်ချလာပြီလူမိုက်ဒီမလို့ဖို့ပြောလူမိုက်ဒီကလည်းပြောမရတာနဲ့ငနေတဲ့ဓာတ်အောင်မထုတ်တော့ဘူးခြေတော် only ပဲတွေးတော့ဟိုကောင်ဒီလည်းသူတို့ဆရာနဲ့တွားတိုင်မယ်ဆိုပြီးခလေး ေးခွက်တွေနဲ့ထွက်သွားတော့မှတောင်းတလေးရိုးရိုးကိုသူတောက်ချင်တဲ့အရက်တိုင်းပြီးတော့ရိုးရိုးကို အခုလို့ဘာလို့ဘဝပြတ်နေရတယ်မေတော့သူညမပြန်လွားမယ်1500ရှော့သွားလို့ဆိုတော့ငနေလေးရိုးရိုးကသူတို့အပေါ်မှာကျေးဇူးရှိခဲ့ဘူးလို့အခုလို့ကျေးဇူးပြန်ဆတာဆိုပြီးရိုးရိုးကိုနှုတ်ဆမ်းအဲချင်းဒီဘက်မှာလည်းခီးသွားတွေကိုလင်းလို့နဲ့ဆိုပြီးချောကလကာ ွေးတဲ့ဆောင်နေတာဝေယုံကြီးအောင်ပြီးဟိုမှာဘာတိုင်းသမားတွေမှမသိဘူးအဲ့ဒါတိုင်းသမားပြီးတော့အတီးသမားရေချားလဲရေချားကလည်းအဖွားကြီးနဲ့လာလာတီးတာတခြားချားမဲထမင်းနေပြောတာပါအဲ့ဒါအဖွားကြီးကသူ့အချိုရေအဖွားကြီးကဖော်သည်ဆိုတော့ငနေလေအသကုံမလားတိုက်ချက်ဖို့ထားရေဖို့နဲ့အမသူတပည့်တွေပါ ရောက်ချလာပြီသူတို့ကိုတောက်တောက်တီးသွားတဲ့အကြောင်း ပြောပြတော့ရေးကြလဲတင်းသွားတယ်အဲ့ဒါသူတင်းနေတော့ဂွီနိုင်ထူနေကဓာကြီးကင်ပြီးကြောင်ရောင်လုံးနေတာဘေးကဖြားလေးကလည်းအသုံးထားတော့လန့်အောင်လန့်နေကုန်းတော့ဟိုပါအဲ့ဒါဂွီကလည်းစော်လေးဟောတာဆိုတော့ပြုံးပြုံးကြီးလုံးနေတာပြီးမှဖြားလေးကနေကင်းချောင်းတော့အိမ်မမတ်နေတာဟိုပါ အလာနဲ့သူဖေးဦးထောင်းထောင်းလဲအဝါမှာအဆောင်နေရတယ်ပဲချက်ချင်းရောက်ချလာပြီသူမိကိုဘာဖြစ်လို့လဲမေးတာဝီကိုအိမ်မမလို့ဆိုပြီးသူနဲ့တိလာဆိုတော့မတိပြန်ဘူးကိုမပြီးမှသူသမီးကအချားမြင်ရတယ်ဆိုပြီးသူအိမ်မတီကမှန်နေရများတယ်ဒါနဲ့အဖိုးကြီးလေးနေကင်းကြောင်တော့အိမ်မမတဲ့သူမိကို ပြန်အိတ်ခိုင်းဒီဘက်မှာလေဝေဖြူတိုင်းမဆိုပြီးဂွီနိုင်ထူတဲ့နှကားကအသကုံလိုက်တာနှကားစပီကာလည်းမသိဘူးမြန်ချအဲ့တော့ခုခနဲမှာလေကြောက်ကြောက်နဲ့ဘာရင်နဲ့ထားပါမှမသိဘူးပေါ ောက်လဲနှကားကအေးစေးပဲသူကိုအသွုံတီးပဲလောက်ခါမှာကွေးရောက်ချလာပြီသူနှကားကိုသူ့ချော့နေတာဟိုမှာ ၎င်းကလည်းဘာသွားတဲ့ဆီများသုံးထားလည်းမသိဘူးသွားရဲဆိုဖွေးခံနေရပဲမုံစိန်မွေးကလည်းအလုံးလိုက်နေကိုပါဝီနကားကလည်း short တော့လို့မရဘူးအဲ့ဒါဘာလို့နကားကသူ့ကိုလိုက်လဲဆိုတော့သူတို့ကူနာရောက်လာလို့ဆိုရနဲ့နောက်ဆိုကူနာကိုလာရင်ဂါဂါလို့ခေါ်လိုက်အဲ့ဒါဆိုအေးဆေးဆိုပြီးတော့မဲရှိသေးတယ်ဖျားလေးကအိမ်မက်တွေထမ်းမှန်နေပြန်ရောကိုပါမေးစခတ်တွေအသက်ကုန်းအွန်ပြီးကိုပါတိုင်းလောကသားတွေလည်း short တော့လို့ကမရဘူးအရင်တော့မိတ်ကလည်းမိအိတ်တာအဲ့ဒါနဲ့ ထုံးတာအတိုင်းသူ့အဖေလည်းပြေးလာဘသူကိုမတားလဲဆိုတော့ကွီးပဲဒါနဲ့ကွီးနဲ့သူဆက်ဆက်မှုရှိနိုင်တယ်ဆိုပြီးမနက်ကြတော့မွေဖြူများကိုလူသိုးတွေလိုက်တီးပြန်ရောအဲ့ဒါသူကလည်းပိုင်းကျွမ်းတော့ချင်းလေးဖတ်ဖတ်ဒီပြန်ကျွေးမယ်လို့ခါမှာတောက်တော့ရောက်ချလာပြီးအငငယ်တွေကိုအသုံးချွေးတာငငယ်လေး ဟီးရိုးဖြစ်သွားရောအမားတဲ့ငနေမားနဲ့ဘောတာဖြင့်ဖြစ်ပြီးဟိုဝဒီဒီပြောရင်ကငနေမားကရှူးပေါက်ချင်တယ်ဆိုပြီးငနေကို ထားပြီးဒိုးချသွားရောကိုပါရှုံးခံနေရပဲအလိုနဲ့တောက်တောက်လေးစော်လေးကိုလိုက်ရှာရှာရင်းနဲ့မယုံမရှာသွေးပတ်ဆုံနေတဲ့လင်းတို့နာချောကလနဲ့တွေ့ပြီးချောကလနဲ့ဒီဒါပေမဲ့ချောကလတိုင်းပညာကမြင့်တော့တောက်တောက်မရဘူးဟိုငနေက EVC တိုင်းနေပါရတယ်ပေါ်လိုက်ပြောက်လိုက်နဲ့အဲ့ဒါဒီဘက်ကပြောက်ပြီးတိပြော်ကခုံချဟိုငနေလဲသွားတော့မှသွေးဆုံမယ်လို့ ာနဂနိုင်သားနဲ့ကွေးရောက်ချလာပြီးကွေးထားကြတော့ဟိုငနေမရှင်နိုင်ဘူးပြေရောအတော်မှာတောက်တော့လဲတိုင်းလောကထောက်ခေါင်ကွေးကိုခြေစုတင် သူတပဲလုံးချင်တယ်ဆိုတော့ကွေးကလုံးမခံပဲသူ့ကိုဒါသားရဲ့အခြေခံချက်တွေပဲလိုတိုရှင်းသိပြီးကြလိုက်တယ်အလိုနဲ့ဇလန်ချက်သားနေဖြစ်လာပြီးရွာစီရွာစီနဲ့ ွာကြီးနေမကောင်းဘူးဆိုလို့ဆေးစရာဦးထောင်းထောင်းလဲသွေးကြောတွေစာမျက်စီတွေခဏခဏဖြဲပြီးအွာကြီးကသွေးတိုးဖြစ်နေရဆိုတော့ဆေးနှထုတ်ပဲပြေးခဲ့လိုက်တယ်အလုံးနဲ့သူတို့လဲရွာပြရေချမ်းတို့ကလဲသူတို့ကိုလိုက်ပို့ရင် လားနဲ့သူသမီးဖြားလေးကို ြေးမဲ့အလုပ်နေလို့ရုံးဆန်နေပြီးဖြစ်နေတော့လင်းနုံနဲ့ချောကလိုက်ရောက်ချလာပြီးရေချားတော့ဝဒီသွေးကြတော့သူတို့ယုံလို့ဆိုပြီးမဆုပ်ပဲဆော်လေးပဲဆုပ်ဖို့ခေါ်ချတော့တာဟိုအားလည်းမယုံဘူးကိုပါအရာနဲ့ငနေလေဆော်လေးကိုလွှဲရချွရရောက်တော့မှအတကုံဆုပ်မယ်လို့တာဂွီကထိုက်ရောက်လာတဲ့ငနေလေတဖန်ထပ်ပြီး ဂူကလည်းသူ့ကားတိုင်းပါတဲ့ဂူရဲ့ဆော်လေးကိုခေါ်ချလိုက်တယ်။ဂူပါအဲဂူကကားတိုင်းပါတဲ့လူနဲ့ဆော်လေးနဲ့သူလည်းဘောဓာတွေဖြင်းအပြင်ထွက်တော့သူ့နှကားနဲ့တောင်တွေ့နေသေးတယ်။အဲဒါသူကိုမကြောက်ဖို့ပြောနှကားကိုလည်းဒါသူ့ဘောဓာဆိုပြီးမိတ်ဆက်ပြီလားနှကားကကောင်းတဲ့ငိမ့်နဲ့ဂူပါဂူတို့လှုပ်လိုက်ရင် အစားတွေကြီးပဲနှကားတော်သူ့တပည့်ဖြစ်နေတာ။အဲဒါဒီဘက်မှာလည်းတဖြောင်းဖြောင်းကခိုင်းချုပ်ဖြစ်နေပြီ သူ့တပည့်တွေကမွေးဖြူနဲ့လင်းတို့နာ တို့ရည်ရွယ်ချက်ကကွီးစီကဓာတ်ခိုပြီးနဂါစီကအမှုတွေတောက်မှာအဒါမှတိုင်းပညာအစွားထားမှာဆိုပြီးအရင်ဆုံးမွေဖြူမကိုဘိမမာယာနဲ့ဓာတ်ခိုလာဖို့လုပ်လိုက်တယ်အမှားတဲ့ငနေမှာလဲကွီးတော့နောက်လိုက်ပြီးတော့မွေစိမ့်နဲ့ပုတ်ပစ်လိုက်တာနှစ်ယောက်လုံးမေ့သွားတော့မှဓာတ်လာယူတာဒါကဗိုက်ဘရိတ်တာပါတော့ငနေမှာတော့လင်းထွက်သွားတယ်အမှားတဲ့ကွီးလဲတရိယာလာပြီးတော့သူလဲကျင်ငနေဖြစ်သွားတယ်ဆိုတာနဲ့ငနေမှာကသူကျင်ကြောကို နှိပ်ပေးလိုက်တယ်ဆိုတာကွေးကလည်းယုံတယ်ပြီးတော့သူသားခဏကိုင်ကြည့်နေတယ်ဆိုတာနဲ့ကိုင်ကြည့်နေတော့တခါထမ်းမှုကြပြန်ရောအဲ့ဒါမူနေတော့လင်းတို့နှက်ကပါ ရောက်ချလာပြီးဓာတ်ခိုးမယ်လို့ဒါကွေးကပါဝါနဲ့ပြန်ဆွဲဆွဲနေပြီးပြေးနဲ့ဆွဲနေဖြစ်ပြီးကွေးကဗျားလေးတားတဲ့ခြေတွေကဝေဖြူမာကိုဘုံမသိဘာမသိအတင်းလိုက်ခဲ့တာတောက်တော့ကလည်းပါပြန်ရောအမငနေမကကွေးကိုအစိမ့်နဲ့မဟုတ်တဖြောင်းဖြောင်းရောက်လာပြီးငနေထားရတော့တာနဲ့ငကားကိုလမ်းခေါ်ပြီးအမြူတွေတောင်းတာငကားကလည်း လူစကားနားလဲကြအန်ထုတ်ပြလိုက်တော့ဝီလေဘာမှလုပ်မရတော့ပဲတဖြောဖြောကခွေးကိုတခါတည်းရှော့မယ်လို့တော့ပရမပိုင်းဖိသွားတော့စကားမနဲ့နားရင်ပြီးဆုံးသွားပါပြီပေးချင်တဲ့ message ကတော့ဒုတိယပိုင်းမျော်ပေးဦးဆိုတာပါပဲဟိုပါဘာမှမသိဘူးအားလုံးပဲချေးဥတမာလေးကြ